ဒူဂျိုရဲ့နောက်ဆုံးပေါ်ဥမေလန်ကောင်းစနစ်ကြောင့်နောက်ဆိုရင်ဂျပန်ဟာဘယ်တော့မှရည်ကြီးမှုကိုခံစားရမှာမဟုတ်တော့ပါဘူး။အားလုံးမမင်္ဂလာပါ။ဗကန်တီထင်းမဲ့ချန်နယ်ကနေကြိုဆိုပါရစေ။ဒီမှာမြင်တွေ့နေရတာကကမ္ဘာအကြီးဆုံးမြေအောက်ရည်ကြီးမှုလမ်းလွဲစနစ်ပါပဲ။ဒါပေမဲ့အကြီးဆုံးလို့ပြောရင်တော့မအေရက်တောင်ကိုတောင်ကုန်းလို့ခေါ်လိုက်တယ်လို့ပါ။ဒီနေ့မှာတော့ဂျပန်နိုင်ငံအနေနဲ့သူတို့ရဲ့မြို့တော်အကြီးဆုံးရဲ့အားနည်းချက်ကြီးကိုအင်ဂျင်နီယာဆိုင်ရာအောင်မြင်မှုတရားဖြစ်ဘလို့ပြောင်းလဲလိုက်လေကျွန်တော်ပြသပေးသွားမှာဖြစ်ပါရစေ။ တိုချိုမီရဲ့ပဒဝီဝင်အနေထားအရရေကြီးရေရှမ်းမှုတံကိုအထူးခံရနိုင်ပါတယ်မြို့ကိုရေလွင်ပြေပေါ်မှာတိဆောက်ထားပြီးတော့အရှိတ်ခံရအများစုကပင်လယ်ရေမျက်နှာပြေအောက်မှာရှိနေပါတယ်ဒါဟာအေယာမရေချိုကန်ကြီးတဲမှာနေရတယ်လို့ပါဘေးတွေအတွက်ကတော့ကောင်းပေမဲ့လူတွေအတွက်ကတော့တိတ်အဆင်မပြေပါဘူး ဒိုဂျိုမှာရေကြီးရေရှမ်းမှုတွေကိုတိုက်ဖြတ်ခဲ့တဲ့တမိုင်းကျောင်းရှေချာစွာရှိခဲ့ပါတယ်။တကယ်တော့အဲ့ဒီဒေသမှာအကြီးစားရေကြီးမှုရဲ့အစောဆုံးမှတ်တမ်းချုပ်က1600ပြည့်နှစ်များတိပေါက်ပါတယ်။20ရာစုနှောင်းပိုင်းကိုအချိန်ခွန်လိုက်တဲ့အခါမှာတော့ရေကြီးမှုထင်းချုပ်ရေးအစီအမံများစွာရှိနေပြီမယ်။ဒိုဂျိုမြို့ဟာတိတာထင်ရှားတဲ့စေကုံမှုတွေနဲ့ရင်ဆိုင်နေရတုံးမှာပဲ။မြို့ပြတိုးချဲ့မှုမြန်ဆန်လာတဲ့အတွက်ကွန်ကရစ်တွေပိုများလာပြီးမိုးရေကိုဆုပ်ယူနိုင်တဲ့သဘာဝမြေသားနည်းလာတာကြောင့်ပြဿနာပိုဆိုးလာပါတယ်။ 1992ခုနှစ်မှာအထူးပြင်းထန်တဲ့မုန်တိုင်းတစ်ခုဝင်ရောက်ခဲ့ရာဒေသတွင်းမှာတော့ရေကြီးရေလျှံမှုတွေနဲ့ရန်ငွေဘီလီယံပေါင်းများစွာပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။တခုခုကိုပြင်းထန်စွာလှုပ်ဆောင်မှုလိုအပ်နေပြီဆိုတာရှင်းနေပါတယ်။အဲဒီကနေတိုကျိုရေကြီးမှုဥမေလန်ကောင်းစီမံကိန်းပေါ်လာခဲ့ပါတယ်။ဒီဥမေလန်ကောင်းတွေကိုတိဆောက်ဖို့ဆုံးဖြတ်ချက်အောင်ပေါ်ပေါ်တန်တန်ယူခဲ့တာမှဟုတ်ပါဘူး။ဒါအင်ဂျင်နီယာဘိုင်းရောကုန်ကျစရိတ်ဘိုင်းမှာပါကြီးမားတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ခဲ့ပါလေ။ဒါပေမဲ့ဖြစ်လာနိုင်တဲ့အကျိုးကျေးဇူးတွေကစင်ခုံမှုတွေကိုအများကြီးကျော်လွန်နေပါလေ။ အဓိကရီမန်းချက်ကတော့မုံတိုင်းကြီးတွေကနေပိုရှန်နဲ့ရေကိုကင်တွယ်ဖြည့်ရှင်းနိုင်ပြီးမြို့တွင်းမှာကတ်ဆိုက်စီမဲ့ရေကြီးရေချယ်မှုကိုတားဆီးနိုင်မဲ့စနစ်တခုဖန်တီးပေးဖို့ပါပဲ။အေယာမမြေအောင်ရေစင်းကြီးတခုလို့စဉ်းစားကြည့်လိုက်ပါ။ဒါပေမဲ့ပြောစရာပေးမယ့်အစားပြက်လာနိုင်တဲ့ဘေးအန္တရာယ်ကိုလမ်းလွှဲပေးနေတာပါ။ဒါပေမဲ့ဒီစနစ်ကြီးကဒါတွေအားလုံးကိုဘယ်လိုလုပ်ဆောင်မှာလဲ။သူတို့လုပ်ချင်တာအတွက်ဥမေလိုင်ကောင်တခုတည်းနဲ့တကယ်ပဲလုံလောက်ရလား။ရှင်းပြပေးပါမယ်။ Metropolitan Area Outer Underground Discharge Channel ဆိုတာ ဥမေလန်ကောင်းတစ်ခုလည်းမဟုတ်ဘဲနဲ့ဥမေလန်ကောင်းကိုင်ရက်တစ်ခုပါကြီးမားတယ်လို့ကျွန်တော်ပြောရင်တကယ်ကြီးမားတာကိုဆိုလိုတာပါအဓိကမြေရောက်ရေလောင်ကဟာဘောလုံးခွင်းနှစ်ခွင်းလောက်အရွယ်စားရှိပါတယ်ရေကူးပါမီတာ6သိန်း9000အထိကိုဒါဟာအော်လံပိတ်ရွယ်စားရေကူးက268ကန်နဲ့ညီမျှပါတယ်ဒီစနစ်ကို1992ခုနှစ်မှာစတင်ခဲ့ပြီး14နှစ်ကြာမြင့်ခဲ့က2006ခုနှစ်မှာတော့နောက်ဆုံးဖွင့်လှစ်ခဲ့ပါတယ်ဒီစနစ်မှာကြီးမားတဲ့ရေတွင်ကြီး ဆလော့စ်၅ခုပါဝင်ပြီးတော့6.4ကီလိုမီတာရှည်လျားတဲ့ဥမေလန်ကောင်းနေတဲ့ချိတ်ဆက်ထားကမြောက်ဘုရားကျောင်းတော်လိုနာမည်ပြောင်းပေးထားတဲ့အေယာမမြို့တော်ကန်ကြီးစီကိုဥတီနေပါတယ်။ကဲဒီစနစ်ကိုဒီလိုဆုံးမဲ့စရာကောင်းအောင်ဖန်တီးထားတဲ့အဓိကအင်ဂျင်နီယာဆိုင်ရာအင်ဂါရဲ့တဲ့ချို့ကိုပြောပြပေးပါမယ်။ဖီအားညှိနှိုင်းတဲ့ရေတိုးလောင်ကဒီနေရာမှာအံ့ဖွယ်ရာတွေဖြစ်ပြပါတယ်။ဒါဟာရေစည်းဝင်လာတဲ့ကြီးမားတဲ့ဖီအားကိုခံနိုင်ရှိတဲ့အေယာမမြေရောက်ခန့်တစ်ခုပါ။အေယာမဖီအားပေါင်းကြီးတစ်ခုလုံးကိုစိတ်ကူးကြည့်လိုက်ပါ။ဒါပေမဲ့အပွားရင်ဟင်းချိုချက်မဲ့စားလူချိုကိုရေကြီးမှုကနေကဲတီးနေတာပါ။ ဥမေလန်ကောင်းစနစ်ဥမေလန်ကောင်းတွေကိုမြေရောက်မီတာ90မှာတိစောက်ထားပြီးခရီးသက်တင်ကြက်လျင်တစ်စင်းစမ်းလောင်ကြီးมาပါတယ်ဒီဥရီယာဒီဥမေလန်ကောင်းတွေထဲကိုလင်းရင်တစ်စင်းဖြက်ပြန်တန်းလို့ရပြီမယ်ကျွန်တော်ကတော့မထောက်ခံပါဘူးစုတ်ဆက်စနစ်ဒါကတော့စနေရဲ့အဓိကအသက်သွေးကြောပါပဲအလေးချိန်14တန်စီရှိတဲ့တာပိုင်လေးလုံးကတက်ဆက်ကန်ကိုရေးတန်200ကိုအီတိုကဝါမြစ်သေးကိုစုပ်ထုတ်နေပါတယ်ဒါအိုလံပစ်အရွယ်အစားရည်ဦးကန်တကန်ကို30ကန်တွင်ကိုအောင်လှုပ်လိုက်တာနဲ့တူတူပါပဲ ဒါပေမဲ့ဒီနေရာမှာအရွယ်စားကြောင်းတစ်ခုတည်းပြောနေရမှာမဟုတ်ပါဘူး။ဒီစီမံကိန်းအတွက်လိုအပ်တဲ့အင်ဂျင်နီယာဆိုင်ရာတီချောင်းမိုးကစိတ်ကူးမရင်နိုင်လောက်အောင်ပါပဲ။လမ်းခွေတိုင်းအစတိုင်းဆုပ်ဆက်တိုင်းကြီးမားတဲ့ PR တွေကိုခန်းတိုင်းရှိအောင်ပြေဝဒီဇိုင်းဆွဲပြီးတော့တည်ဆောက်ခဲ့တာပါ။ဒါပေမဲ့ဒီအရာမဆိုင်နေကြီးကဘလို့အလုပ်လို့လေအစင်စင်ရှင်းပြပေးပါမယ်။မိုးတဲ့တန်စွာရောက်သွန်းတဲ့အခါမှာရေရှည်နေတဲ့မြစ်တွေကရေတွေကိုအရာမရေတွင်းကြီးတွေကနေဥမေလိုက်ကောင်းနေတဲ့ကိုလမ်းလွှဲပေးပါတယ်။ဒီရေတွင်းကြီးတွေက မြို့လန်းတွေကလည်းရေဒီယိုဥမေလိုင်းကောင်းစနစ်ထဲကိုဆွဲသွင်းပေးတဲ့အေယာမအဝါချင်းကြီးတွေလိုပါပဲရေဒီယိုဥမေလိုင်းကောင်းတွေကလည်းအဓိကရေသူလောင်ကန်ဖြစ်တဲ့မြောက်ဘုရားကျောင်းတော်တွေကိုစီးစင်းသွားပါလိမ့်မိုးတိတ်သွားတာနဲ့တာပိုင်နေစတဲ့လှုပ်လှုပ်ပြီးတူလောင်ထားတဲ့ရေဒီယိုအီဒိုကာဝါမြေထဲကိုထိန်းချုပ်ထားတဲ့နှုံထားနဲ့ဆုတ်ထုတ်ပေးပါလိမ့်ဒီစနစ်ကတူချူမာရေကြီးမှုထိန်းချုပ်ရေးအတွက်ပြီးစီးခဲ့ပြီးရဲ့နောက်မှာတော့တည်တာတင်ရှားတဲ့ကြိုးတက်ရောက်မှုရှိခဲ့ပါလိမ့်မြို့တွင်ရေကြီးမှုပျက်စီးဆုံးရှုံးမှုကိုခံမှန်းကြီး90ရာခိုင်နှုန်းရှော့ချပေးနိုင်ခဲ့ပါလိမ့် ီပွားရေးအကြည့်မယ်ဆိုရင်ဖြစ်လာနိုင်တဲ့ရေကြီးမှုပျက်စီးဆုံးရှုံးမှုကလည်းရန်ငွေဘီလီယံပေါင်းများစွာကိုတက်တာစေခဲ့တယ်လို့လည်းခန့်မှန်းရပါတယ်။ဒါပေမဲ့ဒါကကဏ္ဍနေအကြောင်းတက်တာမဟုတ်ပါဘူး။တူချိုမျိုးကန်တွေအတွက်အထူးသဖြင့်တော့မြင်းနေပိုင်းကလူတွေအတွက်ဒီကြီးဒီကြီးလဲဥမင်လန်ကောင်းတွေကအရင်ကမရှိခဲ့တဲ့လုံခြုံမှုကိုပေးစွမ်းခဲ့ပါတယ်။မော်နိုင်းတိုင်းနေချင်းမှာအင်ကိုရေမဝင်အောင်မြောက်စနေကြီးကမနာမနေအလုံးလုံးနေတယ်ဆိုတော့တီထားတဲ့အတွက်စိတ်အေးချမ်းသာသွားအိတ်ဆက်နိုင်တာကိုစိတ်ကူးကြည့်လိုက်ပါ။ ီအကျိုးသားရမှုအားရေကြီးမှုတားဆီးခြင်းနဲ့ပူပါလေဒီဥမေလိုင်ကောင်းတွေကအရင်ကရေကြီးမှုအန်ဒီရများတဲ့နေရာတွေလိုသတ်မှတ်ထားတဲ့နေရာတွေမှာပုံမှန်ထိရောက်တဲ့မြို့ပြစီမံကိန်းနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဖွင့်ပြပေးခဲ့ပါတယ်ဒါကဒူဂျိုရဲ့ကြီးထွားမှုနဲ့ခန္ဓာရှိမှုအတွက်ဖြစ်နိုင်တဲ့အသည့်တွေကိုဖွင့်ပေးခဲ့တာပါအခြေခံအဆောက်အအုံစီမံကိန်းကြီးတွေလိုပါပဲတိုဂျိုရေကြီးမှုဥမေလိုင်ကောင်းတွေမှာလည်းစင်ကုန်းမှုတွေနဲ့ဝေဖန်မှုတွေရှိခဲ့ပါတယ်အားလုံးအစီအပြေနဲ့ဥမေဒူတာကြီးမဟုတ်ပါဘူး ပထမဆုံးနဲ့အရေးကြီးဆုံးကကုန်ကြမ်းစည်ပေါင်းအစောပိုင်းတည်ဆောက်မှုကုန်ကြမ်းစည်ဟာရန်ငွေဘီလီယံ330အမေရိကန်ဒေါ်လာ1ဘီလီယံခန့်တည်ရှိခဲ့ပြီးဆက်လက်ထိန်းသိမ်းစည်တွေမပါသေးပါဘူး။ ဒီစနေ့လေပတ်ဖို့တဲ့စွမ်းရည်အများပြလိုအပ်တာကြောင့်ကာဗွန်ချီယာပုံမေးခွန်းတွေထုတ်ပေါ်ခဲ့ပါတယ်။ရေကြီးခြင်းဆိုတဲ့ပေါင်မင်းရဲ့ဆိုင်အပြဒနာတစ်ခုကိုတိုက်ဖြတ်နေပြီးမယ်။ကာဗွန်ထုတ်လုပ်မှုတိုးလာခြင်းဆိုတဲ့နောက်တစ်ခုကိုထိခိုက်စေနိုင်တဲ့ဟာတန်တရားဖြစ်စရာပါပဲ။ဒါပြင်တဘာဝပေါဝင်ကြီးပညာရှင်တချို့ကရေကြီးမှုကြောင့်ဖြစ်လာနိုင်တဲ့ညဉ့်ဉန်းတွေရေအများပြကိုအီဒိုဂါဝါမြှင့်တဲ့စုပ်ထုတ်လိုက်တဲ့အခါမှာဆက်ရောက်မှုပေါ်စိုးရင်ကြပါတယ်။နောက်ဆုံးအနေနဲ့ရာသီဥတုပြောင်းလဲမှုကြောင့်မကြာခဏဆိုသလိုပုံမှုပြင်းထန်တဲ့ရာသီဥတုဖြစ်ရက်တွေဖြစ်လာနိုင်တဲ့အတွက် ီအရာမစနစ်ကြီးကနောက်နှစ်ပေါင်းများစွာတိုးကျိုကိုကာကွယ်ပေးနိုင်ပါမလားမိကုန်လင်လည်းရှိပါတယ်ဒီဥမေလိုင်ကောင်းတွေကခီးသွားဆွဲဆောင်ရနေရာတစ်ခုလိုတော့မှဖြစ်လာခဲ့ပါတယ်စနစ်အလုံးမလုံးတဲ့အခါမှာမြေအောင်ဘုရားကျောင်းတော်ရဲ့လမ်းညွှန်ခီးစဉ်တွေကိုရနိုင်ပါတယ်ဒါဟာမြို့ကိုလုံခြုံအောင်ထိန်းထားပေးတဲ့အခြေခံအဆောက်အုံကိုလူတွေသဘောပေါက်နားလည်ပြီးတံမိုးထားဖို့ထူးခြားတဲ့နီလန်တစ်ခုဖြစ်လာပါတယ်အနာဂတ်ကိုကြည့်မယ်ဆိုရင်ရေကြီးမှုထိန်းချုပ်ရေးစနစ်ကိုမြှင့်တင်ပြီးချဲ့တွင်မှုစီမံကိန်းတွေရှိပါတယ် ဈေးလိုရှားစရာကောင်းတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုကရေကြီးမှုအန်ဒီယေကိုပုံမထျောက်စွာခံမှန်းပြီးတော့စီမံခန့်ခွဲနိုင်ဖို့ AI နဲ့ IoT နည်းပညာတွေကိုပေါင်းစပ်အသုံးပြုကြမှာပဲရေကြီးမှုမဖြစ်ခင်ကြိုတင်သိရှိနိုင်ပြီးသူ့ဘာသာသူလဲပတ်မှုကိုလိုလျောက်ချိန်ညှိနိုင်တဲ့စနစ်တစ်ခုကိုစိတ်ကူးကြည့်လိုက်ပါအိုမေလန်ကောင်ကိုရက်ကိုမျိုးရဲ့နေရာပုံများများမှာဖုံးလန့်တအောင်ချဲ့ထုံမှုဆွေးနွေးမှုတွေရှိနေပါတယ်။ဒီစီမံကိန်းတွေကစောပိုင်းအဆင့်မှာပဲရှိသေးပေမဲ့တိုကျိုရဲ့ရည်ကြီးမှုကာကွယ်ရေးတွေကိုစဉ်ဆက်မပြတ်တိုးတက်အောင်လှုပ်ဆောင်မှုကတိကဝေပြသနေပါတယ်။ သူတွေဒီရီယာစနစ်ကိုသဘာဝပတ်ဝန်းကျင်နဲ့ပုံမလိုက်ဖက်အောင်လှုပ်ဆောင်မဲ့နီးလန်းတွေကိုလည်းရှာဖွေနေပါတယ်။ဆုပ်ဆက်တွေကိုလေပတ်ဖို့အတွက်ပြန်လည်ပြေဖြိုးမဲ့ဆွမ်းအင်ကိုအသုံးပြုတာနဲ့မြင်းစနစ်တွေကိုမလွတ်ခင်မှာရေကိုစစ်ထုတ်ပြီးတန့်စင်မှုနီးလန်းတွေရှာဖွေတာစတဲ့အကြံဉာဏ်တွေပါဝင်ပါတယ်။ ကျွန်တော်တို့ကတူချိုရဲ့ဆွဲမက်ဖွဲ့ကောင်းတဲ့ရေကြီးမှုထိန်းချုပ်ရေးစနစ်ပေါ်အာရုံစိုက်ခဲ့ပေမဲ့ရေကြီးမှု NDR ရာကဘာလုံးဆိုင်ရာစိုးရင်ပူပန်မှုဖြစ်ပြီးတော့မကြသေးမီကဖြစ်ရက်တွေကစမ်းသစ်တီထွေနဲ့ဖြည့်ရှင်းချက်တွေလိုအပ်နေတာကိုမိမောင်းထုတ်ပြနေတယ်ဆိုတာမှတ်သားထားတင်ပါတယ်ဥပမာအနေနဲ့2024ခုနှစ်အောက်တိုဘာလကဖလော်ရီဒါပြည်နယ်မှာဝင်ရောက်ခဲ့တဲ့ဟာရီကိန်းမယ်တန်ကြောင့်ဖြစ်ခဲ့တဲ့ဆိုးရွားလာတဲ့ရေကြီးမှုတွေကိုကြည့်ကြည့်ပါဟာရီကိန်းမယ်တန်ကဖလော်ရီဒါကိုမကြုံဘူးလောက်မိုးရေတွေတဲဆောင်လာခဲ့ရာ တချို့နေရာတွေမှာမိုးရေဆက်ရှိလက်မှတွေရွာသွန်းခဲ့ပါတယ်။ရေကြီးမှုထိချိုရေးအစီအမံတွေကိုပါလွှမ်းမိုးသွားတဲ့ပြင်းထန်တဲ့ရေကြီးမှုကြောင့်ပဲမြေရေတွေကစံချိန်တင်မြင့်တင်ခဲ့ပြီးရေတွေကနေကယ်ဆယ်မှုအခြေတထောင်ပြုလုပ်ခဲ့ရပါတယ်။ Hesperus မြစ်နဲ့ Cypress Creek ဟာအရင်ကရေကြီးမှုစံချိန်ဟောင်းတွေကိုကျော်လွန်ခဲ့ပြီးစိတ်ဝင်မှုနှေးတဲ့စိတ်ကြုံမြစ်ကခရိုင်များစွာမှာအကြီးစားရေကြီးမှုစဉ်ကိုရောက်ရှိခဲ့ပါတယ်။ကဘာတဝမ်းစစ်စားတုံးသက်ခြင်းအခုဆိုရင်ဒီကတိုကျိုမြို့ရဲ့ရေလဲဥမေလန်ကောင်းလို့စစ်နေမြို့ကဖလော်ရီဒါကိုကူညီပေးနိုင်မလားလို့တွေးမိနိုင်ပါတယ်။ဒါကအရန်ကောင်းနေမေကွန်းတို့ခုပါ။ ဒေတာတိုင်းမှာတော့သူ့ရဲ့ထူးခြားတဲ့ဗဒဝဝင်ဆိုင်ရာစိတ်ခုံမှုတွေရှိနေပေမဲ့တူကျိုးရဲ့ရေးကြီးမှုထိန်းချုပ်ရေးစနစ်နောက်ွယ်ကအခြေခံသဘောတရားတွေကိုကမ္ဘာတဝန်းကရေးကြီးမှုဖြစ်ပွားနိုင်တဲ့တခြားဒေတာတွေအတွက်ဒေတာပေါက်ပြပြပြောင်းလဲအသုံးပြုနိုင်ပါလိမ့်။ဟာရီကိန်းတွေလာတဲ့အခါမှာပိုရှန်နဲ့ရေကိုလမ်းလွှဲပြီးတော့တူလောင်ထားဖို့အတွက်ဖလော်ရီဒါမှာမြောက်ဥမေလိုင်ကောင်းတဲ့ရေတူလောင်ကန်ကုန်းရံတစ်ခုရှိတယ်ဆိုပါစို့။ဒါဆိုရင်မြစ်တွေနဲ့ရေနှုံမြောင်းစနစ်ပေါ်ကဖိအားကိုရှော့ချပေးနိုင်ပြီးရေကြီးမှုပြည့်စည်ဆုံးရှုံးမှုကိုရှော့ချကလူအတိုင်းဝိုင်းတွေကိုကာကွယ်ပေးနိုင်ပါလိမ့်။ ဟုတ်ပါတယ်ဒါဟာတိုဂျိုစနစ်ရဲ့အတိအကျကော်ပြီးတော့ဖြစ်မှာမဟုတ်ပါဘူးဖရိုဒါရဲ့ဘူမိဗေဒနဲ့ရာသီဥတုကတင့်လျော်အောင်ပြုလုပ်ထားတဲ့နီလန်လိုအပ်မှာပါဒါပေမဲ့ဒီလိုနီးစနစ်မျိုးကအကျိုးရှိတာဖရိုဒါတခုထဲမှာဟုတ်ပါဘူးတခြားရေကြီးမှုဖြစ်ပွားနေတဲ့ဒေသတွေကိုစဉ်းစားကြည့်ပါဘင်္ဂလားဒေ့ရှ်မုတ်တုံရေကြီးမှုတန်ကိုမကြာခဏခံရလေးရှိတဲ့မြေနေပါနိုင်ငံပါမြေောက်ချောင်းမြောင်းနေကွန်ရက်ကနိုင်ငံကိုဖျက်ကျော်စီးစီးနေတဲ့မြင်းများစွာကနေပိုရှန်တဲ့ရေတွေကိုစီမံခန့်ခွဲရမှာအထောက်အကူဖြစ်စေပါလိမ့်နေသာလန်ရေကြီးမှုထိန်းချုပ်ရေးမှာရှေ့ဆောင်နိုင်ငံဖြစ်ပြီး ရေကာတာတွေကိုဖြည့်ဆက်ဖို့မြေရောက်ရေလောင်ကန်တွေနဲ့သူတို့ရဲ့လက်ရှိစနစ်တွေကိုပုံပုံမြှင့်တင်နိုင်ပါလိမ့်။ဗီနီအီတလီမြေဟာမြို့ဟာပင်လယ်မြေနဲ့ပြင်မြင့်တက်လာတာနဲ့ရင်းဆိုင်နေရချိန်မှာတိုကျိုရဲ့စနစ်ကိုပြုပြင်ထားတဲ့ပုံစံကဒီရေမြင့်ချိန်နဲ့မုန်တိုင်းတွေအတွင်းရေကြီးမှုကိုစီမံခန့်ခွဲရမှာထောက်ကူဖြစ်စေပါလိမ့်။ New Orleans Hurricane Katrina ရဲ့တက်ရောက်မှုကလည်းအခုချိန်ထိပြန်လည်နလန်ထူနေတဲ့မြို့ပါ။သူတို့ရဲ့ရေကာတာစနစ်ပြင်ပိုကာခွေရေးအလွာတက်ခုအနေနဲ့မြေအောက်ရေလောင်ကန်ကိုစူးစမ်းနိုင်ပါလိမ့်။စေခုံမှုများနဲ့ညီကုန်း ဟုတ်ပါလေဒီလိုစနစ်မျိုးတွေကိုအကောင့်တွေပေါ်ဖို့ဆိုရင်ကြီးမားတဲ့ယူနီမြောက်နယ်မှုနဲ့အင်ဂျင်နီယာကျွမ်းကျင်မှုတွေလိုအပ်တဲ့အေယာမလုပ်ငန်းကြီးတကူဖြစ်ပါလိမ့်မယ်ဒါပေမဲ့ရာသီဥတုပြောင်းလဲမှုကဆိုးရွားတဲ့ရာသီဥတုဖြစ်ရက်တွေရဲ့အကျဉ်းရင်းနဲ့ပြင်းထန်မှုကိုဆက်လက်တိုးမြှင့်နေတာကြောင့်ဒီလိုမျိုးစံသေတီထွေနဲ့ဖြည့်ရှင်းချက်တွေဟာပိုပြီးတော့မရှိမဖြစ်လိုအပ်ပါလိမ့်ဖလော်ရီဒါမှာကြာသီးမီကဖြစ်ပွားခဲ့တဲ့ရေကြီးမှုတွေဟာကမ္ဘာနေရာတော်တော်များများကကျွန်တော်တို့ရဲ့လက်ရှိအဆောက်အုံတွေဟာပြောင်းလဲနေတဲ့ရာသီဥတုရဲ့စိန်ခေါ်မှုတွေကိုကင်တွယ်ဖြည့်ရှင်းနိုင်ဖို့မလုံလောက်နိုင်ဘူးဆိုတာပြတ်သားတဲ့သတိပေးချက်ပါပဲ ကျွန်တော်တို့ရတဲ့အတိုင်းဒီစီမံကိန်းကဝေဖန်သူတွေဓမ္မမဟုတ်စင်ခုံမှုတွေမရှိတော့တာမှဟုတ်ပါဘူး။ဒါပေမဲ့တူချိုမြို့ကန်ရဲ့ဘေးကင်းရေးနဲ့စေအီးချမ်းသာမှုပေါ်သူပေးခဲ့တဲ့တက်ရောက်မှုကိုငြင်းလို့မရပါဘူး။ဒါဟာပြည်ထနာကြီးတွေကိုဖြည့်ရှင်းမှုအကြီးကျယ်စဉ်းစားဖို့နဲ့အဓိကဥပမာတစ်ခုလိုပါပဲ။ရာသီဥတုပြောင်းလဲမှုကစင်ခုံမှုအသစ်တွေကိုဆက်လက်ဖြစ်ပေါ်စေခဲ့တာကြောင့်ဒီလိုစီမံကိန်းတွေဟာကမ္ဘာတစ်ဝန်းကမြို့တွေအတွက်ပို့ပြီးတော့အရေးပါလာနိုင်ပါလိမ့်။အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။